မန္တလေးငလျင်ကြီးကြောင့်အပြေလွှားများမီးလောင်ပျက်စီးသွားတဲ့တနိဒာကြီးပြည်နယ်များအတွက်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပဆစ်ဆင်းမဲ့အစီအစဉ်ကိုမြန်မာနိုင်ငံစာစင်ဦးစီးဌာနမှထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော် ကောင်စီနယ်မြေတို့မှာဆစ်ဆီးခဲ့တဲ့2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်မပွဲအဖြစ်လွှားများကိုမန္တလေးတက္ကသိုလ်မှာစာချေလုပ်ငန်းများဆောင်ရွက်နေစဉ်မန္တလေးငလင်ကြီးလှောက်ခတ်မှုကြောင့်အဖြစ်လွှားများမိလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကိုမလ29ရက်နေ့ထုံးနိုင်ငံပိုင်သတင်းစာများမှာထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီဒေတာများအတွက်တက္ကသိုလ်ဝင်စာမင်းပွဲကို2025ခုနှစ်ဇွန်လ16ရက်နေ့မှ21ရက်နေ့ဖြစ်၎င်းကျင်းပဆစ်ဆင်းသွားမှာဖြစ်ရာဇွန်လ16ရက်တနင်္လာနေ့မှမနက်9:00နာရီမှမွန်တက်7:00နာရီထိ မြန်မာစာဇော်လာ18ရက်အင်္ဂါနေ့မှာ အင်္ဂလိပ်စာဇော်လာ18ရက်ဗုဒ္ဓဟူးနေ့မှာသင်ချဇော်လာ19ရက်ကြာလပတေးနေ့မှာဓာတုဗေဒပထဝီဝင်ဇော်လာ20ရက်တောက်ကြနေ့မှာယူပဗေဒသမိုင်းဇော်လာ21ရက်စနေနေ့မှာစီဝဗေဒဘောဂဗေဒဘာသာရပ်တို့ကိုကျင်းပဆက်ဆဲသွားမှာဖြစ်ပါတယ် ရခိုင်2025ခုနှစ်မလအတွင်းကဆစ်ဆင်းခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာရပ်အားလုံးဖြည့်ဆို့ခဲ့သူများကပြန်လည်ဖြည့်ဆို့ခွင့်ပြုမှာဖြစ်ပြီးဖြည့်ဆို့ခွင့်ရရှိသူများစီးရင်ကိုတက်ဆိုင်ရာတနိဒာကြီးပြည်နယ်ခရိုင်မြို့နယ်ပညာရေးမှုရုံးများနဲ့စာဆက်ဌာနများမှကြေညာပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအတွင်ရှိအာထာကမင်းကင်အာထာကပန်ဆန်အာထာကတက်တမူအာထာကနှင့်ရွှေဘူအာထာကတက်ရင်ဦးအာထာကဘန်းမောင်အာထာကဝန်းသူ အထကမော်လိုက်အထကကင်တက်နဲ့အထကအရာတော်စာဆက်ဌာနများမှဖြည့်ဆို့ခဲ့သူများဟာပြန်လည်ဖြည့်ဆို့ရန်မလိုပါ2025ခုနှစ်မှာလာမှာကျင်းပခဲ့တဲ့စာဆက်ဌာနများအနက်သခိုင်းတိုင်းဒေသချင်းရှိအာထာကတဲ့သခိုင်းစာဆက်ဌာနဟာသခိုင်းပညာရေးတက္ကသိုလ်မှာလကောင်း အထက3စကိုင်းစာဆဲဌာနဟာစကိုင်းပညာရေးတက္ကသိုလ်မှာ၎င်းပြောင်းလဲဖြည့်ဆို့ရမှာဖြစ်ပါတယ်။အလားတူ မန္တလေးတိုင်းဒေသချင်းရှိအထက73မန္တလေးစာဆဲဌာနဟာအထက73အထက3အထက9ရှိမန္တလေးမှာ၎င်း အာထကခွဲနှင့်မန္တလေးစာစင်ဌာနဟာအာထကခွဲနှင့်အာထကခွဲဆက်နှင့်မန္တလေးမာလကောင်အာထကဆက်နှင့်မန္တလေးစာစင်ဌာနဟာအာထကဆက်နှင့်အာထကဆက်ချောင်းမန္တလေးမာလကောင်အာထကခွနှင့်မန္တလေးစာစင်ဌာနဟာအာထကခွနှင့်အာထက34မန္တလေးမာလကောင်အာထက26မန္တလေးစာစင်ဌာနဟာအာထကခွဲဆက်3အာထကခွဲ3မန္တလေးမာလကောင် အာထက30မန္တလေးစာဆက်ဌာနဟောင်းအာထက28အာထက30မန္တလေးမလကောင်အာထက29မန္တလေးစာဆက်ဌာနဟောင်းအာထက29အာလက17မန္တလေးမလကောင်အာထက8မန္တလေးစာဆက်ဌာနဟောင်းအာထက8အာထက25အာထက38မန္တလေးမလကောင်အာထက17မန္တလေးစာဆက်ဌာနဟောင်းအာထက18မန္တလေးမလကောင် အာထက20မန္တလေးစာဆက်ဌာနဟာအာထက9အာထက16မန္တလေးမာလကောင်အာထကပသိမ်ကြီးစာဆက်ဌာနဟာအာထကကြောင်မီမာလကောင်အာထကမရယာစာဆက်ဌာနဟာအာထကမြို့တင်မာလကောင်အာထကတဲအမရပူရာစာဆက်ဌာနဟာအာထက2အမရပူရာမာလကောင်အာထကတဲကြောင်ဆယ်စာဆက်ဌာနဟာအာထကတဲအာထက2ကြောင်ဆယ်မာလကောင်အာထက10ဂိုင်းစာဆက်ဌာနဟာ ကျောင်းဆက်တက္ကသိုလ်မှလကောင်းအထာကမေတ္တာစာဆဲဌာနဟာအထာကဆက်ဆိုင်မွေမေတ္တာမှလကောင်းအထာကကုမေမေတ္တာစာဆဲဌာနဟာအထာကတာလွန်မေတ္တာမှလကောင်းအထာကနတို့ကြီးစာဆဲဌာနဟာအထာကဟန်မြေမိုကျောက်ဆင်မှလကောင်းအထာကဝန်တွင်စာဆဲဌာနဟာအထာကတဲတော်ဝန်တွင်မှလကောင်းပြောင်းလဲဖြည့်ဆူရမှာဖြစ်ပါနေ ထို့အတူနေပြည်တော်ကောင်စီနယ်မြေရှိအထကငန်းဆက်စာဆဲဌာနဟာအထကခွဲကျွဲရှင်းမှာ၎င်းအထကဆက်နှင့်ဥတ္တရတိရီစာဆဲဌာနဟာအထကဆက်နှင့်အထကခွဲရွှေနေသာမှာ၎င်းအထကကြည်တောင်ကန်စာဆဲဌာနဟာအထကခွဲမင်္ဂလာဒီပမှာ၎င်းအထကတေပြမနာစာဆဲဌာနဟာအထကနှင့်ပြမနာမှာ၎င်းအထကတေလေးလုံးစာဆဲဌာနဟာအထကငါပြမနာမှာ၎င်း အာထကညောင်မင်သာစာဆက်ဌာနဟာအာထက၅ပြင်မနာမာလကောင်အာထက၇ဇဘူတိရိစာဆက်ဌာနဟာအာထက၅ဇဘူတိရိမာလကောင်အာထက၁လေဝေးစာဆက်ဌာနဟာအာထက၁အာထက၂လေဝေးမာလကောင်အာထကတာဝတိစာဆက်ဌာနဟာအာထကတာဝတိအာထကပြန်ချီမာလကောင်အာထက၁၈ဒခိနာတိရိစာဆက်ဌာနဟာအာထက၉ ရန်အောင်မြင်မာ၎င်းပြောင်းလဲဖြေဆိုရမှာဖြစ်ပါကြောင်းနဲ့ပေါ်ပြပါစာဆဲဌာနများမှာမပါဝင်တဲ့ကြံစာဆဲဌာနများဟာမူလစာဆဲဌာနများမှာသာဖြေဆိုရမှာဖြစ်ပါတယ်။ယခုပြန်လဲကျင်းပမယ်တက္ကသိုလ်ဝင်စာမေးပွဲအတွက်ဖြေဆိုခွင့်ကပ်ပြားများကိုမိမိတို့ဖြေဆိုရမယ်စာဆဲဌာနများမှာတက်ဆိုင်ရာတက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှဇွန်လ၁ရက်နေ့မှ15ရက်နေ့အတွင်းဓာတ်ရိုက်ထုတ်ယူရမှာဖြစ်ပါကြောင်းကိုမြန်မာနိုင်ငံစာဆင်ဦးစီးဌာနမှသိရပါတယ်ရှင်။